Hello အားလုံးပဲမင်္ဂလာပါထိုင်းနိုင်ငံမှာလက်ရှိ viral ဖြစ်ပြီးတော့ခေတ်စားနေတဲ့ crunchy chocolate cake လေးကိုပြညာဒဏ်နဲ့တင်ပေးမယ်နော် chocolate cake မှာသုံးဖို့အတွက် gelatin လို့ခေါ်တဲ့အခု crispy ဖြစ်နေတဲ့အရာလေးတွေကိုအရင်လောက်ရပါမယ်အားလုံးပဲမင်္ဂလာပါ my taste မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ gelatin လေးလုံမှာဖြစ်ပါတယ် gelatin ကဘာလဲဆိုတော့ my taste page မှာတစ်ခေါက်တင်ပေးမှုတဲ့ crispy crisp နဲ့အတူတူပါပဲ recipe တူတဲ့အတွက်သင်တန်းမခေါ်ဘဲနဲ့ အခုလိုမျိုးလုပ်ပြလိုက်တာပေါ့နော် recipe တူတယ်ဆိုတော့ကအနည်းဆက်ဆုံးတူနေတာပါလောက်တဲ့ပုံစံတွေလည်းအနည်းဆက်ဆုံးတူတယ် recipe လည်းအနည်းဆက်ဆုံးတူတယ် page မှာတင်ပူးပါတယ်ဒါကြောင့်မလို့ page မှာတင်ပူးတဲ့ recipe နဲ့အနည်းဆက်ဆုံးတူနေတဲ့ဒီဘယ်လိုပြောရမလဲအခုခစ်စားလာတဲ့ gelatin ပေါ့နော်တကယ်က crispy crisp ဆိုပြီးတော့တင်ပေးပူးပါတယ်အနည်းဆက်ဆုံးတူနေတဲ့ဖြစ်တဲ့အတွက်သင်တန်းမခေါ်ဘဲနဲ့ free တင်ပေးမှာဖြစ်ပါတယ် gelatin ကိုလည်းလုပ်ပြမယ်နောက်ပြီးတော့ဒီအရာကိုသုံးပြီးတော့ပြုတ်လုပ်တဲ့ ကိတ်လေးကိုလည်း Fullerton Crispy ကိတ်လေးကိုလည်းတခါတည်းလုပ်ပြပေးမှာဖြစ်ပါတယ် Fullerton Crispy Chocolate Cake ပေါ့နော် Chocolate နဲ့လည်းလောက်တာရှိတယ်မချာနဲ့လောက်တာရှိတယ်နောက်ပြီး Overdin Nimai လိုတွေနဲ့လောက်တာလည်းရှိပါတယ်အခုဆိုလို့ရှိရင်တော့ဒါလေးကလိုအပ်တဲ့ပစ္စည်းလေးတွေကိုချိန်ထားတာပါ Unsorted Butter ပထမက page မှာတင်ပေးတာကကြတော့စီနဲ့လည်းလောက်လို့ရတယ်လို့ပြောထားခဲ့ပါတယ်ဒါပေမဲ့ Butter နဲ့လောက်ရင်ပိုပြီးတော့ကောင်းပါတယ် ပို့ပြီးအဆင်မြင်တဲ့ taste ကို luxury taste ကိုရမှာပေါ့နော်။နောက်ပြီးဒီထဲမှာက all purpose flour နဲ့ corn starch ကိုထည့်ထားပါတယ်။ဒါလေးကတော့ကြက်ဥအကာဖြစ်ပါတယ်။ဒါလေးကတော့တကြပါ။ပန်ပစ္စည်းလေးတွေကတော့ဒါပဲလိုပါတယ်။ဒါပေမဲ့ပိုပြီးမွမွရွရွလိုချင်ရင်တော့ baking soda ကို1 gram ထည့်ပေးလို့ရပါတယ်။ဒီထဲမှာတော့ baking soda မထည့်ထားပါဘူး။ဒီတိုင်းပဲလုပ်မှာဖြစ်ပါတယ်။ ီးတော့ဒီ baking paper ပေါ့နော် baking paper ကိုတော့အထူသုံးပေးပါဒီလိုမျိုး nested silicone baking mat တွေရှိရင်လည်းရပါတယ်တကယ်လို့ဒီလိုမရှိဘူးဆိုရင်တော့ baking paper ကိုအထူသုံးပေးရပါမယ် baking paper ကိုအပါသုံးလိုက်မယ်ဆိုလို့ရှိရင် baking paper မှာကတ်လွယ်တဲ့ကြောက်ကြောင်ဖြစ်ပါတယ်အခုဆိုရင်စပြီးတော့လုပ်လိုက်ကြရအောင်အရင်ဆုံးစလုပ်တော့မယ်ဆိုလို့ရှိရင်တော့ oven ကို preheat ပေးရပါမယ်အဘံကိုပြီးဟိပေးမယ်ဆိုလို့ရှိရင်တော့အပေါ်မီ 160အောက်မီကိုလည်း160ပေးပါမယ်ပြီးတော့အပေါ်မီအောက်မီ function ပေါ့နော်အပေါ်မီအောက်မီ function မှာထားပြီးတော့အပေါ်မီ ပေါ်မီ160အောက်မီ160နဲ့အဗန်ကိုကြိုတင်ပြီး preheat ပေးလိုက်ပါမယ် preheat ပေးပြီးဆိုရင်စတင်ပြီးတော့ဒီ filling လေးကိုလုပ်ပါမယ် ဖီလီတင်းဆိုတာက ကြတော့ဒီ crispy ဖြစ်နေတဲ့အဖက်ပေါ့နော်အုတ်ကွက်ကအုတ်တွေထဲမှာတချို့တွေစားထိုးပြီးသုံးကြပါတယ်အဲ့လို crispy ဖြစ်နေတယ်အဲတချို့ကြတော့ဘယ်လိုခေါ်လဲဆိုတော့ lazy crepe လို့ခေါ်ပါတယ် lazy crepe ဆိုတာကငပြင်းနေလို့တဲ့ crepe ပေါ့နော်တချို့ကလေးပေါ့နော်အဲအဲ့လိုမျိုးခေါ်လေးရှိတယ်ဘာလို့ lazy crepe လို့ခေါ်လဲဆိုတော့လောက်ရတာကလွယ်ကူမြန်ဆန်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်အခုဆိုလို့ရှိရင်စပြေလို့လိုက်ကြအောင် unsalted butter ကမွေရတာလွယ်ကူအောင်လို့အခုလိုမျိုး ျော့ပြီးတော့အခန်းအဖူချိန်မှာရှိနေရပါမယ်ခုလိုမျိုးအခန်းအဖူချိန်မှာရှိနေတဲ့ unsalted butter တွေကိုတကြားထည့်ပါမယ်တကြားကတော့အပွင့်သေးတဲ့တကြားကိုအသုံးပြုပေးရပါမယ်အပွင့်ကြီးရင်မှုရတာနည်းနည်းကြာလို့ပါပြီးရင်တော့ top bag နဲ့တကြားတွေကို top bag နဲ့တကြားတွေကိုသေချာနဲ့ဆက်သွားအောင်လို့မှုပေးရပါမယ် ဒီနေရာမှာ icing sugar တောင်းရင်လည်းရပါတယ်ဒါပေမဲ့ icing sugar ကမုတ်ကိုရေရှည်မကျွတ်စေဘူးကျွတ်တော့ကျွတ်တယ်ဒါပေမဲ့ဒီရိုးရိုးတကြားနဲ့လောက်တာကပိုပြီးရေရှည်ကျွတ်နေစေပါတယ်ဒါကြောင့်မလို့ရိုးရိုးတကြားနဲ့ပဲလောက်မှာဖြစ်ပါတယ် ခုလိုမျိုးတကြားတွေအနှဲငယ်ကြည့်သွားပြီဆိုရင်တော့ကြုပ်ကထည့်ပြီးတော့မှုပါမယ်။နည်းနည်းစီထည့်ပြီးတော့အရင်ဆုံးမှုပါမယ်။တော့ဘောပေါ့နော်။ ကျုပ်ရဲ့ emulsifying ကိုတက်တီကြောင့်မလို့သူက emulsifying ဖြစ်သွားမှာပါဖြစ်သွားပြီဆိုရင်ဒီဥအကာပေါ့နော်နောက်ထပ်နည်းနည်းလေးထည့်ထည့်ပြီးတော့မှုပါမယ်ရောသွားတဲ့အချိန်မှတည်ရပါမယ် ရောသွားပြီဆိုရင်နောက်ဆုံးကြံတဲ့ကျုပ်အကာကိုထည့်ပါမယ်။ထည့်ပြီးတော့တေချာနှက်ဆက်သွားတဲ့ရှင်မှုပြရပါမယ်။အခုချိန်မှာဆိုလို့ရှိရင်တော့တကြားတွေကလည်းပျော်သွားပါပြီ။ကျုပ်အကာနဲ့ထောပတ်နဲ့ကိုရောပြီးတော့တကြားတွေလည်းအကုန်လုံးအေးပျော်သွားပါပြီ။ ဒီနေရာမှာမာဂျရင်းသုံးမယ်ဆိုလို့ရှိရင်မာဂျရင်းနဲ့တကြားနဲ့ကိုဟမ်းမစ်ဆာနဲ့အရင်ရိုက်ပြီးလိုက်ပါမာဂျရင်းက unsalted butter လိုမျိုးပျော်ဝင်မလွယ်ပါဘူးတကြားနဲ့လည်းရောစက်ဖို့အရင်ကြတတ်ပါတယ်ဒါကြောင့်မလို့ဟမ်းမစ်ဆာသုံးပေးပါမာဂျရင်းနဲ့သုံးမယ်ဆိုရင်ပေါ့နော်တကယ်လို့မာဂျရင်းမဟုတ်ဘူးဒီတိုင်းပဲဆိုရင်တော့အခုလိုမျိုးရိုးရိုးချင်းလုံးနဲ့ပဲမှုရင်လည်းတကြားတွေကြည့်ပြီးရောရောစက်သွားနိုင်ပါတယ်ပြီးရင်တော့ cornstarch နဲ့ all purpose flour ကိုထည့်ပါမယ်ထည့်ပြီးဆိုရင်တော့အခုလိုမျိုးလေးမှုပေးပါမယ် ေ့အခဲတွေကိုကြံမကြံအောင်လို့ပေါ့နော်တေချာလေးမှုသေးရပါမယ်အခုလိုမျိုးချောချောညက်ညက်ကလေးရသွားပြီဆိုရင်ရပါပြီဒီလိုလေးပါသူ့ရဲ့တခြားကခုလိုမျိုးလေးဖြစ်နေရပါမယ် ဒါဆိုရင်တော့အဆင်သင့်ဖြစ်ပါပြီ။ဖုတ်မဲ့ဘန်းတွေကိုဖြန့်ပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်။ဒီမှာတော့ချင်းလုံးမှာကန်နီလာလေးတွေကိုစပက်ကျူလာလေးနဲ့ချစ်ချလိုက်ပါမယ်။ချစ်ချပါပြီဆိုရင်တော့ဖန်လေးကိုထည့်ပါမယ်။ခပ်ပပပဲလုပ်မှဖြစ်တဲ့အတွက်တဝက်ပဲအရင်ထည့်ပါမယ်။ လိုရင်တော့ပြန်ယူမယ်ပေါ့နော်လောလောဆယ်အထိကတော့ဒီလောက်ပဲအရင်ထည့်ထားပါမယ်ကိုလိုချင်တဲ့အထူပါပေါ်မူတီးပြီးတော့ထည့်ပေးရမှာပါဒါပေမဲ့တအားထူကြီးမလုပ်သင့်ပါဘူးတအားထူကြီးလောက်လိုက်မယ်ဆိုလို့ရှိရင်ဒီမကြက်တကြက်တွေဖြစ်ပြီးတော့ပျော့နေတတ်ပါတယ်အထူပါကလည်းလိုသလိုထည့်နိုင်မှရမှာဖြစ်ပါတယ်ခက်ပပလေးပေါ့နော်ဒီမုတ်အရေကထားလို့ရပါတယ်ဒါကြောင့်မလို့စိတ်မလိုဘဲနဲ့ ကို့မှာရှိတဲ့ဘန်းနဲ့ပဲဖြည်းဖြည်းချင်းဖုတ်ပေးပါအောက်ကဒီ baking paper sorry ဒီဘန်းမညီဘူးပေါ့နော်မညီတော့အဲ့လိုမျိုးလေးနည်းနည်းဖြစ်နေတာပါဒီလိုမျိုးညီညီလေးပေါ့နော်တက်နိုင်တဲ့လောက်ညီအောင်လုပ်ပေးပါဒီလိုမျိုးလေးညီအောင်လုပ်ပြီးပြီး တပြေးတည်းနီးပါးဖြတ်အောင်လုပ်ပြီးပြီဆိုရင်တော့ဆက်ထည့်ထည့်ပြီးတော့ဖုတ်ပါမယ်ဒီလိုမျိုးဖြတ်တဲ့အခါမှာခပ်ပပပပလေးပဲဖြတ်မယ်နော်ထူလို့မရပါဘူးပပလေးဖြတ်ရပါမယ်အခုဆိုရင်တော့ဆက်ထည့်ကိုထည့်ပါမယ်ဆက်ရဲ့အလဲကတ်မှာထည့်ပေးပါအခုဆိုရင်တော့ရပါပြီရလာတဲ့ဒီ crispy crisp လေးကိုအေးခံပြီးမှခြေပေးပါမယ်သူကပူတဲ့အချိန်မှာသူကခပ်ပြော့လေးပဲပေါ့နော်အေးတဲ့အခါကျမှကျွတ်လာမှာဖြစ်ပါတယ် မနော်ပူတဲ့အချိန်မှာသူ့ကိုလိုသလိုလိမ့်လို့လည်းရတယ်ခောက်လို့လည်းရတယ်ဖယ်လို့လည်းရပါတယ်ဒီလုံးဒီလိုခောက်မှလေးဒီလိုပူနေတုန်းလေးကိုဒီလိုလိမ့်ထားလိုက်မယ်ပေါ့နော်အေးတော့မှခြေပါမယ်ပူနေတဲ့အချိန်မှာအခုလိုမျိုးလိမ့်လို့ရပါတယ်လိမ့်ပြီးတော့ဗန်တစ်ခုပေါ်မှာပဲဖြစ်ဖြစ်အေးခံတဲ့စင်တစ်ခုပေါ်မှာပဲဖြစ်ဖြစ်ကိုတင်လာလိုက်လို့ရပါတယ် ဒီမျိုးလေးပေါ့နော်စကားလေးတစ်ခုပေါ်မှာပဲဖြစ်ဖြစ်သူ့ကိုတင်ပြီးတော့နောက်ထပ်ကျန်တဲ့မုတ်ရည်လေးတွေကိုဖြန့်ပြီးတော့ဖုတ်မယ်ပေါ့နော်ဒီအပြားပေါ့နော်ဒီခုကိုတင်ပြီးဖုတ်တဲ့အပြားကိုအေးခံပြီးတော့မှမုတ်ရည်ထပ်တင်ပေးရမှာဖြစ်ပါတယ်ဒါလေးကတော့နောက်တစ်ပန်းကိုဖြန့်ထားတာပါအခုပြထားတဲ့အတိုင်းတပြေးသေးပြန့်နေအောင် ဖြန့်ဖို့လိုအပ်ပါတယ်အပူချိန်အပုံမီ150အောက်မီ150နဲ့ဖုတ်ပါမယ်ဆက်ရဲအလေးဆုံးကပ်မှာထားပေးရပါမယ် အေးပြီဆိုရင်ခုလိုမျိုးလေးခြေပေးလို့ရပါပြီ။ तू ကအေးပြီဆိုရင်တော့လုံးဝတိတိကျကျလေးဖြစ်သွားမှာဖြစ်ပါတယ်။တိတိကျကျလေးနဲ့ပေါ့နော်။ဒါလေးကိုသုံးပြီးတော့ crunchy chocolate cake လေးကိုပြုလုပ်ပြသွားမှာဖြစ်ပါတယ်။မနေ့ကကြရင်တော့ crunchy chocolate cake ကြီးလေးကိုစောင့်မျှော်ပေးကြပါဦးနော်။အခုလုပ်ထားတဲ့ crispy လေးတွေကိုကိရဲ့ topping အနေနဲ့ပဲတုံးတုံးပါမို့ဒီမှာအလှဆင်တဲ့အနေနဲ့ပဲတုံးတုံးအရန်တုံးနေပါတယ်။ ကြံလေးတွေကိုကိတ်လောက်ရအောင်မဲ့သူတွေဆိုလို့ရှိရင်လည်းများများလေးလုပ်ပြီးတော့လေလုံပူးတဲ့ထည့်သိမ်းရမယ်ဆိုရင်လိုအပ်တဲ့အချိန်မှာလိုတလိုထုတ်သုံးလို့ရတဲ့အတွက်အရန်အထောက်တဲ့ပါတယ်။ကြံကြည့်ကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။လက်တွေ့ပြုလုပ်တဲ့ခါကြလို့ရှိရင်လည်းပြောသွားတဲ့ step တွေကိုသင့်ပြန်လေးဆက်ပြီးလုပ်ပေးမယ်ဆိုရင်လှလှလေးရမှာဖြစ်ပါတယ်။ တတိထာမှာကတောင်းဆုံးတွေကိုအရန်ပါအောင်မလုပ်ရပါဘူးအရန်ပါလို့ရှိရင်တူးသွားတပါတယ်အပူချိန်ကိုလည်းပေးထားတဲ့အပူချိန်တိုင်းတိတိကျကျလေးလုပ်ပေးမှသာလေအခုလိုလှလှလေးရမှာဖြစ်ပါတယ်ခေဗီယိုလေးမှာပြန်လည်ဆန်းပေးကြမယ်နော်